မင်္ဂလာပါရှင်ဒီနေ့မေလ9ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့အိန္ဒိယရဲ့တိုက်ခတ်မှုကစစ်ကြေညာတဲ့လုပ်ရဲလို့ပါကစ္စတန်ဝန်ကြီးချုပ်ပြောတဲ့သတင်းငလင်းချောင်းပြိုကျခဲ့တဲ့ဘန်ကောက်ကမိုးမျော်တိုက်ရဲ့အောက်စောအလွာကိုရှားဖွေရေးစတင်နေတဲ့အခြေအနေတပတ်အတွင်းတိုက်လေရင်နှစ်စီးဆုံးရှုံးလိုက်ရတဲ့အမေရိကန်လေရင်တင်သင်းပေါ်ရဲ့အကြောင်းဒီသတင်းတွေပြောပြသွားမှာပါအိန္ဒိယရဲ့နေဆက်ဖြတ်ကျော်တိုက်ခိုက်မှုတွေကိုစစ်ကြေညာတဲ့လုပ်ရဲဖြစ်ယူဆကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ကက်ရှမီးယားဒေသရဲ့အိန္ဒိယထိန်းချုပ်ထားရာပိုင်းမှာဧပြီ22ရက်နေ့ကဖြစ်ခဲ့တဲ့ပစ်ခတ်မှုကြောင့်လူ26ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်နောက်ပိုင်းဆက်ဆံရေးအတင်းမာဆုံးဖြစ်နေတဲ့နှစ်နိုင်ငံကြားကလက်နက်ကိုင်ပြိပခကြီးဟာမေလ9ရက်မနက်ပိုင်းမှာအစပြုလာခဲ့ပါတယ်။ဒီမနက်မှာအိန္ဒိယဟာပါကစ္စတန်ထိန်းချုပ်ရာကက်ရှမီးယားအစိတ်အပိုင်းတွေနဲ့ပန်ဂျက်ပြည်နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးပါကစ္စတန်ကလည်းအိန္ဒိယဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။အိန္ဒိယရဲ့ဒီလုပ်ရဟာစစ်ကြေညာမှုလို့ယူဆနိုင်ပြီးပါကစ္စတန်ဘက်ကလည်းလက်တုံ့ပြန်သွားမယ်လို့ပြောကြားသွားပါတယ်။ရန်လိုတိုက်ခိုက်လာမှုတွေအပေါ်ဘယ်လိုလက်စားချေရမလဲဆိုတာကိုတော့ပါကစ္စတန်နိုင်ငံနဲ့ပါကစ္စတန်ပြည်သူတွေကကောင်းကောင်းသဘောပေါက်ထားကြောင်းဝန်ကြီးချုပ်ကဆိုပါတယ်။အစောပိုင်းမှာအိန္ဒိယစစ်တပ်ကပါကစ္စတန်ပိုင်နက်နဲ့ပါကစ္စတန်ထိန်းချုပ်ရာကက်ရှမီးယားဒေသတွေကစစ်ရေးပြတ်မှတ်၉ခုကိုဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ ပါကစ္စတန်ရဲ့ထုတ်ပြန်ချက်မှာတော့အိန္ဒိယဘက်ကပြစ်ခတ်ခဲ့တဲ့ဒုံးကျည်တွေဟာနေရာ၅ခုကိုထိမှန်ခဲ့တယ်လို့ကြေညာထားပါတယ်။ပါကစ္စတန်ပိုင်းပန်ဂျပ်ပြည်နယ်ထဲမှာတော့လေကြောင်းတိုက်ခိုက်မှုတွေကြုံအပြီးအရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။ဒါဟာနှစ်နိုင်ငံကြားဖြစ်ပွားမှုတွေစစ်ပွဲ၄ချိန်မှာအပြင်းထန်ဆုံးလို့သတ်မှတ်နိုင်တဲ့1981စစ်ပွဲနောက်ပိုင်းအခုတစ်ချိန်ကအိန္ဒိယအနေနဲ့ပါကစ္စတန်ပိုင်းနဲ့တဲ့အနက်ရှိုင်းစုံဝင်ရောက်တိုက်ခိုက်မှုလည်းဖြစ်လာခဲ့ပါတယ်ရှင်။ ထိုင်းနိုင်ငံဗန်ကောက်မြို့တော်မှာငလင်းကြောင်ပြိုကျခဲ့တဲ့ဆောက်လက်ဆာမိုးမျောတိုက်ကြီးရဲ့အောက်ခြေနေရာတွေအထိရှာဖွေရေးတွေကိုစတင်လာနိုင်နေပြီလို့တာဝန်ရှိသူတွေကပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကအခုအခါမှာတော့အစိုးရစည်ရင်းစည်ရုံ SAO အဆောက်အအုံရဲ့မြေအောက်ထပ်အလှတစ်ခုလုံးကိုဝင်ရောက်နိုင်လောက်တဲ့အထိရှင်းလင်းမှုတွေလှုပ်ဆောင်ထားနိုင်ပြီလို့ဗန်ကောက်မြို့ပြစီမံအုပ်ချုပ်ရေးဌာန BMA ရဲ့တဘာဝဘေးအန္တရာယ်တာစီကာကွယ်ရေးဌာနကွယ်ညွှန်ကြားမှုစူရိယာချန်ကဆိုပါတယ်။ မေလ9ရက်နေ့ထိအခြေအနေအရ33ထပ်အဆောက်အအုံအပြည့်အစည်းတွေအောင်မှာပြန့်ကျဲနေတဲ့လူခန္ဓာကိုရုပ်ကျွင်းအစနာပေါင်း200ကျော်ကိုဘန်ကောက်ရဲတပ်ဖွဲ့စေယုံရဲမှုကင်းဌာနစီပေးပို့ပြီး DNA ခွဲခြားစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ Surya Chan ကပြောပြပါတယ်။ March 28ရက်နေ့ကမြန်မာနိုင်ငံစကိုင်းတိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ဘန်ကောက်မှာဆောက်လုပ်နေစေတိုက်ကြီးပြိုကျခဲ့တာပါ။ကရင်ကားတွေမြေတူးဆက်တွေ စုစုပေါင်းရန်တရာအစီး90လောက်ကိုအသုံးပြုခဲ့တဲ့နောက်အခုအခါမှာတော့အဆောက်အအုံရဲ့ပေ130ပတ်လည်ကျဲဝန်းတဲ့အောက်ခြေစုံအထိကဲဆယ်ရဲ့အဖွဲ့တွေလက်လန်းမိလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ကဲဆယ်ရဲ့အဖွဲ့တွေရဲ့အဓိကရှိမှန်းချက်ကပျောက်ဆုံးနေသူ73ဦးရဲ့ရုပ်အလောင်းအပိုင်းအစတွေကိုရှာဖွေနိုင်ရေးလို့သိရပါတယ်။စည်ရင်တွေအရငလင်ချောင်း SAO အဆောက်အအုံပြိုကျမှုမှာ လူ89ဦးသေဆုံးကြောင်းအတည်ပြုထားပြီး 23ဦးပျောက်ဆုံးနေစေဖြစ်သလို9ဦးကတော့ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်ရှင်။ American ရေတပ်ရဲ့လေယာဉ်တင်သင်္ဘောကြီး USS Harry S Truman ဟာတပတ်အတွင်းဒုတိယမြောက် FA-18 တိုက်လေယာဉ်တစ်စီးကို မတော်တဆဆုံးရှုံးခဲ့ရပြန်ပါတယ်။ USS Harry S Truman ဟာရေမင်းခြေဆိုင်ဟိုတီလက်နက်ကင်အင်အားစုတွေကိုတိုက်ခိုက်နေတဲ့စစ်စင်ရေးတွေမှာပါဝင်တဲ့လေယာဉ်တင်သင်္ဘောကြီးနှစ်စီးတဲ့ကတစ်စီးဖြစ်ပါတယ်။ USS Harry S Truman ပေါ်ကိုတိုက်လေယာဉ်ကဆင်းသက်ချိန်မှာ အမအရင်တစ်ခုခုကြောင့်ပြေးလန်းကနေကြော်ထွက်ပြီးပင်လယ်ထဲကျဆင်းသွားတာလို့ CNN သတင်းဌာနကမေလ6ရက်နေ့မှာဖော်ပြခဲ့ပါတယ်။လေရင်ဆုံးရှုံးသွားမှုကိုယုံကြည်ရတဲ့သတင်းရင်းမြစ်၅ခုကအတည်ပြုထားပေမဲ့အသေးစိတ်အချက်လက်တွေကိုတော့မသိရသေးဘူးလို့ CNN ကဆိုပါတယ်။ဒါပေမဲ့လေရင်မှု၂ယောက်စလုံးကတော့အန်ဒရယ်ကင်းခဲ့တယ်လို့သိရတာပါ။လေရင်မှု၂ယောက်ကိုတော့ရေတက်ရဟတ်ရင်တစီကရှာတွေ့ပြီးကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။ American ကာကွယ်ရေးဝန်ကြီးဌာနက တိုက်လီရင်နဲ့ပတ်သက်တဲ့သတင်းတွေကိုရေတန်းနဲ့စေဦးစီဗဟုဌာနကဖြေကြားလိမ့်မယ်လို့ပြောထားပါတယ်။ဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းနှစ်ခုစလုံးကတော့ဘာမှတ်ချက်မှမပေးသေးပါဘူး။လွန်ခဲ့တဲ့တပတ်လောက်ကလည်းဟိုတီရေပြစ်ခတ်တဲ့ဒုံးကြီးကိုတင်းဘောကကွေ့ပတ်မောင်းနှင်ရင်ရှောင်းတန်းချိန်မှာ USS Harry S Truman ရဲ့ကုန်းပတ်ပြေးလမ်းပေါ်ရှိနေတဲ့ FA-18 တစ်စီးဟာတွဲထားတဲ့ကရင်ကားနဲ့အတူပင်လယ်ထဲပြုတ်ကျခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာလည်းလေယာဉ်ကိုပြန်ဆယ်မရဘဲဆုံးရှုံးခဲ့ရတာပါ။ Super Hornet လို့ကုန်နာမည်ခေါ်ဝေါ်လေးရှိတဲ့ FA-18 တွေဟာ American ရေတပ်ရဲ့အားအထားအရဆုံးတိုက်လေယာဉ်အမျိုးအစားတွေဖြစ်ပြီးတစ်စီးကိုဒေါ်လာတန်း60ကျော်လောက်တန်ကြေးရှိတယ်လို့သိရပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။